တောင်ကူမူဟင်းကားလည်းရရတယ်အဲ့လိုမူဟင်းတုပ်လေးလည်းရရတယ်ဒီတောင်ကူဟင်းတုပ်ကဒီတောင်ကူခရိုင်အတွင်းရမြို့လေးတွေနဲ့တောင်ကူခရိုင်အတွင်းမှာပဲရရတာပေါ့နော်အရင်ဆုံးပြီးငားအရသာစိတ်စိတ်လေးရရတယ်ပြီးတော့ငပြောဘူးငပြောဘူးရသာစိတ်စိတ်လေးလည်းရရတယ်ဒီထဲမှာပါ ingredient တွေကအကုန်လုံးကနူးဣညာပဲမူဟင်းကားဆိုလဲတကယ်ကိုတောင်ကူပြန်မှပဲစားတဲ့အစားအစာမျိုးပေါ့ဟုတ်တချိလိုက်တာနဲ့ရံကောင်းမွေးငါနဲ့ကိုနည်းနည်းကွာရဲပြီးတော့အရေးကျဲကျဲလေးရဲ့ ဒီမှာခင်းညင်ကြီးထည့်ထားတာရယ်ဒီဆန်လုံးမုတ်လေးရတော့ထူးကြရပေါ့ဟယ်လိုအန်စီကိတ်တက်စီအားလုံးပဲမိင်္ဂလာပါမြည်ရဒီမှာမိုးအေးလေးနဲ့ရာသီဥတုကမြည်ကြိုက်အခုကမြည်ရရှေ့ကုန်းတိုင်းလမ်းမပေါ်မှာအရောက်နေပြီဒီနေ့စဉ်းစားတာပေါ့အာမိုးအေးလေးနဲ့ဘာစားရင်ကောင်းလဲဆိုပြီးတော့ อันเนี่ยဒီမှာဒီနားလေးမှာဆိုင်လေးဆိုင်ရှိရလို့ကြားတာပေါ့เนาะတောင်ငူမှုဟင်းကလည်းရတယ်အဲ့လိုမှုဟင်းတုပ်လေးလည်းရတယ်ဆိုင်လေးကသူကအောင်ချမ်းသာအိမ်ရရှိလို့ပြောတယ်ပြီးတော့တာမွေအဝိုင်းမတိုင်တာဆိုတော့ဆိုင်လေးကဒီနားမှာပဲအာဆိုင်လေးရှာလိုက်အောင်ပဲပိတ်သက်တွေလည်းလက်တွေလိုက်ခဲ့เนาะကဲဒီမှာမိဆိုင်လေးတော့တွေ့ပြီဆိုင်နံပါတ်လေးကထူးကြောင်းမှတ်မိနေရောကဲဒီမှာ တမီနူကြီးတော့ရေးပေးတာပဲ။ဘာရင်လဲရဘာရင်ရအောင်လဲဆိုတာလဲအာဝင်ပြီးတော့ဆက်စုလိုက်မယ်။ပိတ်သက်တွေနည်းနည်းတလိုက်ချင်နော်။မမင်္ဂလာပါမင်္ဂလာပါညီမဟင်းတုတ်လေးလုံးရောအော်ဟင်းတုတ်လုံးရော အမီဒီဟင်းထုတ်မရမှာသူလို့စုံစုံလေးလာခဲ့ရပေါ့အဓိကသိချင်တာမဟင်းထုတ်ကဘယ်နှမျိုးရလဲဟင်းထုတ်ကလောလောဆယ်၄မျိုးရတယ်မတို့တက်တက်လို့ရတယ်ငားနဲ့ရတယ်ပဇွန်နဲ့ရတယ်ဝက်သားနဲ့ရတယ်ဟုတ်အဲ့ဒါအခုအကုန်စုံလေးရပေါ့ဟုတ်စုံနေရှင်းဟုတ်ဆိုင်ကတော့မနေ့ရှိခွဲရနေပြီးတော့ညနေ၆နာရီအထိ ခွင့်နေပေါ့နော်ဟာဟင်းထုတ်လေးကမတို့10နိုင်10ခွဲလောက်မှကြက်တယ်ဘာလို့ဆိုတော့သူကနည်းနည်းလေးလက်ဝင်တော့လေဩဟုတ်ဟာရန်ကုန်မှာဒီကိုတေသစာလီစားကျင်တဲ့အခါကျတော့မရှိတော့လေအာကိုလည်းစားကျင်တယ်ကိုလိုပဲစားကျင်တဲ့သူတွေလည်းအဲ့လိုမျိုးအလွမ်းပြေစားလို့ရအောင်ဆိုပြီးတော့ဒီဆိုင်လေးကိုခွင့်ပြတာပါရှင့် နမယားကြတော့ဟွာလေးဒေသစာလည်းဖြစ်တယ်ပေါ့နော်မြမရိုးရအစားစာလို့လည်းပြောလို့ရတဲ့အတွက်ကြောင့်မလို့မြမဆန်ဆန်လေးပေါ့နော်အဲခက်စစ်တွေတွေကလွေးအာရပါရစားသိကျင်တဲ့စိတ်နဲ့အဲလွေးဆိုတဲ့ဟာလေးကိုပေးပြတာပါရှင် အမားတို့စောက်ခွင့်တော့ကတော့ကြောက်မြောင်းမှာလှဲလေးနဲ့ဖွင့်နေရှင်ဟုတ်အဲ့အားလေးကအဲ့ဘက်မှာ၈လ9လလောက်ဖွင့်ခဲ့ပြီးတော့ဒီဘက်မှာလည်း၈လ9လဆိုတော့ဟိုဟာဆိုင်လေးကတစ်နှစ်ကျော်လောက်တော့တက်တန်းရှိပြီရှင်ဟုတ်ဒီတောင်ကူဟင်းတို့ကဒီတောင်ကူခရိုင်အတွင်းကမြို့လေးတွေနဲ့တောင်ကူခရိုင်အတွင်းမှာပဲရတာပေါ့နော် ဟိုငပြောဖူးတို့ဘာတို့အဓိကထုတ်တယ်ရှားလဲရှားတဲ့အတွက်ကြောင့်မလို့ဒီရန်ကုန်မှာရောင်းနေတဲ့ဒေတာအခံလူတွေကတံမိုးထားပြီးစားကြတဲ့အတွက်ကြောင့်မလို့ရောင်းလဲရောင်းရတယ်ပြီးတော့ပို့ပြီးတော့ပောက်တယ်လို့ထင်ပါတယ်ရှင်ဟောအရသာမတူတာကြောက်လीအမားတို့ရောင်းတန်းရှိရယ်တကယ်ကိုဟိုအမားတို့အဖွားကြီးကြာနှစ်30ကျော်ဝင်းကျင်လောက်ကိုဒီဟင်းတုတ်တစ်မျိုးတည်းကိုရောင်းခဲ့တဲ့အဖွားကြီးပေါ့နော်အဲ့လိုမျိုးစီမံပညာသင်ပြီးရောမှမတည်တည်ရှာရှာသင်ပြီးရောမှပြန်ရောင်းတာပေါ့နော် ရောင်းနှမဆိုလို့ရှိရင်အသီးရွက်တွေအဆုံမပါတာမျိုးဖြစ်ရင်ဖြစ်လိမ့်မယ်အမအကြောင်းအဆုံပါတယ်ဟိုဥမာစိတ်ဖူးဆိုရင်ရောင်းနှဆိုင်တိုင်းထဲညီမထဲလိမ့်မယ်အမစိတ်ဖူးရရင်ရတယ်လို့ထဲတယ်ဂုံမင်းလည်းထဲတယ်အဲ့လိုမျိုးပေါ့ဟိုရှာရှာပါပါရှာပြီးတော့ထည့်ရတဲ့ဟာအစားမထည့်တယ်ဆိုတော့အဲ့အဲ့ဒီအနံ့လေးတွေပါလေးတွေတော့ကြွာတာမျိုးရှိလိမ့်မယ်ရှင်ဟုတ်ဒီရန်ကုန်တက်လာရတော့လေအစားတော့ဟင်းတုပ်ရောင်ဖို့တော့ရည်ရွယ်ထားတာတော့မရှိဘူးကွာဒါပေမဲ့ အဲ့လိုမျိုးဒီမှာနေပြီးတော့တခုခုလောက်ကင်စားတောက်ရမယ်ဆိုတဲ့ခါကျတော့အဖွားစီကနေပြန်တင်းယူပြီးတော့ရောင်းပြစ်တာပါပြီးတော့ကိုဒေတာစာကိုခရိုင်ထဲကအစားစာလေးတွေလူသိစေခြင်းနဲ့ပြီးတော့စားစေခြင်းနဲ့အဲ့လိုမျိုးနာမည်ကြီးစေခြင်းနဲ့ပေါ့ဟုတ်တယ်မှဒါသူစာကြီး ဟုတ်ဖြူစာတီပါရှင်တောင်ငူခရိုင်ထဲကဖြူမျိုးနယ်ပါဟုတ်မဟင်းကကြတော့ဟင်းပြည့်ရယ်ဟင်းကျဲရယ်ဆိုပြီးတော့တောင်ငူမှာငကိုတွေကလည်းနှစ်မျိုးရှိရပါတော့เนาะမဆိုင်မှာပုံမှန်ရမယ့်အစားအစာလေးတွေကကြတော့မဟင်းကရမယ်တို့ဘူးတို့ဘူးကျော်အပြီးငါထမင်းစိမ့်ဖြူထမင်းလုံးတော့ပြီးဟင်းတော့ပေါ့เนาะအဲ့ဒါလေးတွေကပုံမှန်နေ့တိုင်းရတယ်ဟိုဆိုင်ရကြတော့တလောက်တစ်ရက်ပဲပိတ်တယ်လာပြည့်နေ့လေးတစ်ရက်ပဲပိတ်တယ်မဟင်းကဆိုလဲတကယ်ကိုတောင်ငူပြန်မှပဲစားတဲ့အစားအစာမျိုးပေါ့ဟုတ် ตัวจี้ไล่ตาเนี่ยโหยังกองอ่ะมวยงาเนี่ยโหเนเน่กว่าเลยปิ๊ดตัวอะเยเจ๊ๆเลยดิมาคิ้นญินนี่แท้ดาละเอดิสันหลอมหม่องนี่ก็တော့ทูจาเลยป่ะอะแน่นี่แหละตลอดมวยอ่ะอดิก็ดิสันหลอมหม่องอ่ะมวยเนี่ยอ่ะเพิ่มมั้ยสันหลอมหม่องอะแน่นนี่เนี่ยแกนี้จิป่ะมั้ย ူကအဓိကဒီစံလုံးမုံအရာသာစိတ်စိတ်ကြီးရရပေါ့ပြီးတော့အရာသာလည်းသူကဟိုအရေးကျဲွားကလွင်အကျင်နဲ့အရာသာလေးရင်းထူးထူးကြကြပြောင်းလဲသွားတော့မရှိဘူးပို့မွှေးပြီးတော့ပို့ပြီးတော့အရာသာလေးအဲအရာသာလေးပို့ပြီးတော့ထိထိမိမိလေးရှိရပုံစံမျိုးလေးပေါ့ကျန်တာအားလုံးအဆင်ပြေပါမယ်ပေါ့နော်အမားတို့ဘက်ကမုတ်ဖက်ကကြတော့နည်းနည်းကြီးရယ်ကြီးရယ်ဆိုတော့ဟိုနန်းလုံးကြီးလို့လည်းမဟုတ်ဘူးဒီဒီမှာစားနေကြပုံမှန်မုတ်ဖက်တက်လဲ ကြီးတယ်အဲ့လိုအလဲထဲမှာပေါ့အဲ့လိုမုတ်ဖတ်မျိုးဆိုတော့အမုတ်ဖတ်ကတော့กว่าတယ်ပေါ့ကျန်တာအားလုံးကတော့မဆန်လော မုတ်တွေပါတွေရလဲတောင်ကူကပဲမှားတယ်တောင်ကူအတိုင်းပဲအားလုံးပုံစံတူအောင်လုပ်ထားတယ်ဒါပေမဲ့မုတ်ဖတ်လေးတော့กว่าပေါ့နော်မုတ်ဖတ်ကကြောက်ဟိုမှာလေအမတို့မုတ်တောင်ကူဘက်ကမုတ်ဖတ်တွေကကက်မီကယ်လုံးဝမသုံးတော့တရက်ပြင်ပုံမခံဘလို့မှတယ်လို့အဆင်မပြေဘူးအားကြောင့် အစတော့မကြိုက်မကြိုက်တော့ဘူးထင်တာပေါ့နော်ကိုတေသားစားဆိုကိုကိုကိုတွေတော့ပဲကြိုက်တယ်လို့ထင်တာပေါ့နော်အရန်ကွာမိတ်ဆွေတငယ်ချင်းတွေလှုပ်ကြွေးကြည့်ရခါမှာသူတို့ဟဲစားလို့ကောင်းတယ်ဒီဟာလေးပေါက်နိုင်တယ်ရောင်းကြည့်ပါလားသူတို့ရဲ့အားပေးမှုတွေလည်းရှိရခါမှာရောင်းပြစ်သွားတာပေါ့အခုဆိုလို့ရှိရင်ကိုတေသားလူတွေပဲမဟုတ်ပဲねဒီဒီမျိုးဝါလူတွေပါစားကြရဲပေါ့အားပေးကြရဲကဲမိဒီအရင်ဆုံးဖောက်လိုက်တာတော့ဒီငါငါဟင်းထုတ်လေးပေါ့နော်ဒီဟာဆိုရင်ဒီအပြင်မှာမိရဲရွယ်ရလေးလည်းတွေ့တယ်သူအဓိကက ငားပါမယ်ငပြောမှုပါမယ်အဲ့လိုအဲကစုံယုံနီပါမယ်ပဲဖင်ပေါ့အဲ့လိုမျိုးဒါအတိရွက်လေးနဲ့ငားလေးနဲ့တကယ်လူကြီးရဲ့စားရင်လည်းအဆင်ပြေမဲ့ပုံစံမျိုးခင်ဗျာသူအရင်ဆုံးကြီးကြည့်လိုက်အရင်ဆုံးမိငါအရသာစိတ်စိတ်လေးရတယ်ပြီးတော့ငပြောဘူးငပြောဘူးရသာစိတ်စိတ်လေးလည်းရတယ်ပြီးတော့လေအာဒီထဲမှာဘာ ingredient တွေအကုန်လုံးကနူးဣညာပဲနူးဣပြီးတော့အရသာလေးအဲ့လို ဆရာဘုံမှာပျော်ဝင်သွားတဲ့ပုံစံမျိုးလေးရတယ်။အဖွားတို့ကတော့သူတို့ဒီဒီဟင်းတုပ်ရောင်းပြီးတော့ပဲနှစ်30လောက်ကိုသူတို့ရောင်းလာတားရီသမီးရဲ့လက်ဒါနဲ့ပဲပညာသင်ပေးပြီးတော့အဲ့လိုပဲအမောဒီသားဘက်ကလူတွေလာစားလို့ရှိရင်ကြောင့်ဟဲ့နင်တို့ dot in share ကိုတည်လာအဲ့ဒီလက်ရနဲ့တူတယ်ပေါ့အဲ့လိုမျိုး recommend ပေးွားလေးရှိရပါတော့အဲ့တကယ်တော့အမဖွားပေါ့သူကဟိုအညီဖွားမှမသိတော့အဲ့လိုမျိုးလေးပြောရပါအဲ့လိုလေးတော့ PT အဖွားလက်ရအောင်မိတယ်ဆိုတဲ့အတွက်တော့ PT ဖြစ်ပါတယ် အဆောက်လုံတုံးကတော့ဘယ်လိုပြောရမလဲဆိုတော့နှစ်ခါလောက်တော့အရင်ပြုတ်ဘူးရယ်ဘာလို့ဘာလို့လဲဆိုတော့ဟိုဆန်မုတ်ဆန်မုတ်ကိုဒီရပဲဝယ်သုံးတဲ့ခါမှာပေါ့နော်အစရောင်းကစားမှအဆင်ပြေပေမဲ့အဲနောက်ပိုင်းတော့ဟင်းတုပ်တရားဟိုလိုပျော့တာပေါ့နော်အရင်ပျော့တဲ့ခါပျော့ပြီးတော့ အရင်တွေထွက်တဲ့အထိဖြစ်တာပေါ့နော်အဲအဲနှစ်ရက်လောက်ကအရင်ပြုတ်သွားတယ်အပြီးရောမှတောင်ငူကဆံမုံမှာတော့မှတောင်ငူကဆံမုံနဲ့ထုတ်တော့မှပဲဟင်းတို့ကအဆင်ပြေသွားကျေးဇူးတင်ပါတယ်လို့ဟို လဲဆိုင်လေးနဲ့တည်းကနေပြီးတော့ဗောနော်ထိုင်စားလို့ရတဲ့အချိန်ဒီအဲ့လိုမျိုးတကူးတကတချို့ဆိုတကူးတကကြီးကိုတကယ်သီးသန့်လာဝယ်ပေးတဲ့ customer ကြီးရှိရယ်ဗောနော်အဲအရန်ကျေးဇူးတင်ပါတယ်လို့မိတီနေစားခဲ့တယ်တန်ဟူစားဆိုင်ရရတယ်လွေးဆိုင်ရရဆိုရင်ဒီရွှေကုန်းတိုင်းလမ်းမပေါ်အောင်ချမ်းသာအိမ်ရာပြီးတော့ဒီရှိမှဆိုရင်တာမွေအဝိုင်းမှတ်တိုင်ထိတ်မှရှိပါတယ်ပြည်သက်တွေလည်းစောစောလာပြီးတော့ဒီဟင်းထုတ်ဘီလိုပဲဟင်းထုတ်ရအောင်စောစောလေးလာတယ်ဗောနော်အဲဆိုဒီဆိုင်လေးမှာတကယ်တန်ဟူရတာစစ်စစ်လေးရပြီးတော့ဟင်းထုတ်လေးလည်းတကယ်စုံစုံလေးနဲ့ စားလို့ကောင်းတယ်ဗောနောပိတ်သက်တွေလည်းဖလာဆိုင်ကြည့်လို့ဖိတ်ကောပါအဲဒီကဆက်စားလိုက်ပါဦးမယ်သုံးကြီးကြည့်ရှုပြီးပိတ်သက်တွေအားလုံးကျေးဇူးတင်ပါတယ်ပိတ်သက်တွေအားလုံးပဲတက်တာ